Pro 2အခြေခံ3ဆွဲနီးအပိုင်းကဒီတစ်ခါကျွန်တော် Pro 2မှာ thread တွေကိုအယောင်ထည့်တာတွေ window ရွေးချယ်အသုံးပြုတာတွေကို tutorial လုပ်ပေးလိုက်ပါတယ်။အရင်ဆုံးကျွန်တော်တို့အပေါ်ဘားတန်းရဲ့ window အောက်က color palette ဆိုတာလေးကိုရွေးလိုက်ပါမယ်။ကျွန်တော်အရင်အယောင်ချယ်ခြင်းနဲ့ thread ကိုရွေးချယ်လိုက်ပါ။ဥပမာဒီကောင်ထားပါတော့ AC acoustic guitar chorus ဒီကောင်ကိုကျွန်တော်အယောင်ချဲခြင်းလို့ဆိုရင်ဒီ color palette မှာမကျွန်တော်ပန်းအောင်ထားမလားအနီအောင်ထားမလားဘကအဝါတို့အစိမ်းတို့အပြာတို့နှစ်သက်ရအောင်ရွေးချယ်ပြီးထားတာပါဒါ truck မှာရွေးပြီးတော့ထည့်တာမအပြာအောင်ချယ်လိုက်မယ် saturation နဲ့ဒီပချမ်းကိုအတင်းချလုံးမယ်ဒါဆိုပုံမှန် depth တော့ဒါဆိုရင်အယောင် brightness ကအားလုံးရဲ့အလင်းမှောင်တင်လိုက်ရင်အကုန်လုံးဖွေးနေမယ်ပြန်လျှော့လိုက်ရင်ပုံမှန်တိုင်းဖြစ်မယ်ဒါကိုလိုသလိုပြောင်းလို့ရတယ်မကူကျွန်တော်ထည့်ထားတဲ့ color ကိုကျွန်တော်ပြန်ဖြုတ်ချင်ရင်နန်းကိုနှိပ်လိုက်ရတယ် default နှိပ်လိုက်ရင်ဒါမူလအတိုင်းပြန်ဖြစ်သွားမယ် claim trust ဆိုတာကတော့ဒီဘက်က truck ကိုရွေးလိုက်ရွေးပြီးတော့ဒီမှာအယောင်ထည့်တာပါဒါဆိုရင်ဒီမှာ အယောင်ထည့်ပြီးသားဖြစ်သွားပြီအဲ့ဒါလည်းမလို့ချင်းဒီကောင်ရွေးပြီးတော့နန်းပြန်နှိပ်လိုက်ရင်အယောင်ပြန်ပြုတ်သွားမယ်ကျွန်တော်တို့မင်းစင်ဆွဲတဲ့ချိန်မှာသူ့အုပ်စုနဲ့သူ transo drum ဒီ acoustic group လေးဆို acoustic group လေးလေ harmony မပိုကယ်လေး၅လိုင်းရှိရဆိုအဲ့ဒါလေးတို့ group ဖွဲ့ပြီးတော့အဲ့လိုအယောင်လေးထည့်ထားရင်ကြည်ရတာမျက်စိထဲမှာတမျိုးလေးပေါ့နော်ရှားရတာလေးလွယ်တယ်ကြည်လို့လည်းလှတယ်ပေါ့ဒီလိုအယောင်ထည့်ထားလိုက်ရင်ဒီမာနေမဟုတ်ပဲနဲ့ ကျွန်တော်တို့ဒီ miss window မှာပါ သွားပြီးတော့အကြောင်းပြောင်းပါတယ်ဒီမှာအပြချဲလိုက်ဒီမှာအပြဖြစ်သွားမယ် default ပြန်နေလိုက်ပြန်ပြုတ်သွားမယ်ဒီ miss window မှာပါသူ့ရောင်လေးနဲ့သူ ခွဲခြားပြီးဖြစ်မယ်နောက်ဒီမှာ clips in clip leaks လာတော့ညပချံက clip list မှာပါဒီအရောင်ကိုထည့်ခြင်းတဲ့ခါမှာသုံးတာပါဥပမာကျွန်တော်အပြအောင်ထည့်လိုက်မယ်ဒီမှာပါအပြအောင်လေးဖြစ်သွားတယ်အဲအဲ့ဒါလိုမျိုးလေးပါ မနှမ်းပြန်နှိပ်လိုက်ရင်ကာလာပြန်ပြောက်သွားမယ်။နောက်ဒီမှာ group ဆိုတာကတော့ကျွန်တော်ကျွန်တော် thread တွေကိုဥမာ drum ဆို drum တွေဤဘက်ကို group ဖွဲ့တာရှိတယ်။ဥမာကျွန်တော်ဒီမှာ acoustic guitar နောက်တစ်ခု line ဝါဆက်လက်လုပ်လိုက်မယ်။ဒီနှစ်ခုကိုကျွန်တော် group ဖွဲ့မယ်။ဒါဆိုရင်ဒီ group ရဲ့အောက်မှာ group ဆိုတာရှိတယ်။ group မှာနှိပ်လိုက်နှိပ်ပြီး new group ကိုနှိပ်လိုက်ပေါ့။ဒီမှာ group 1ဆိုပြီးပေါ်လာမယ်။အဲ့ဒါကိုကိုကနာမည်ပေးလို့ရတယ်။ ။ဥပမာကျွန်တော် acoustic guitar ဖြစ်တဲ့အတွက် AC guitar ဆိုရေးလိုက်မယ်။ဒါသူထဲမှာ currently in groove ဆိုတာဒီနှစ်ခုပါနေတယ် okay ဒီနှစ်ခုပဲယူပြီးတော့ okay နေလိုက်မယ်။ဒါသူဒီမှာ AC groove ဆိုပြီးပေါ်လာပြီ။အဲ့ဒီ groove ကိုကျွန်တော်မှာ groove ကိုယူပြီးတော့ မအနီရောင်လေးပေးလိုက်မယ်ဒီမှာအနီရောင်လေးဂရုမှာအနီရောင်လေးပေါ်လာတယ်အဲလိုအချိန်မျိုးမှာဒီကောင်ကိုသုံးတာပါနောက်တစ်မျိုးကတော့ window window မှာကျွန်တော်တို့ array ဆိုပြီးရှိတယ်အဲ့ဒီမှာ time time horizontal အတူတူပါပဲဒါဆိုရင် तू က miss window နဲ့ကျွန်တော်တို့ edit window နဲ့ကိုအပေါ်အောက်ပြပေးတာပါ time horizontal လက်တာပါပဲနောက်တစ်ခုကကြတော့ time vertical time vertical ကတော့ beijing ရှင်ရဲ့ပြပေးမှာသူတို့ beijing ရှင်ရဲ့ပြပေးပါတယ်ကိုလိုသလိုအကျဉ်းကျဲချိန်ညှိလို့ရမယ်ဒီဘက်ကဟာကိုညာကျင်သလားနဲကျင်သလားပေါ့နော်နောက်တစ်ခုက cascade cascade ကတော့အပေါ်အောက်ထပ်တဲ့ပုံစံမှာ cascade ကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင် तू က နှစ်ခုထပ်ထားတာအောက်မှာ miss window ရှိတယ်ဒီအပေါ်မှာ edit window ရှိတယ်ကျွန်တော်ကွန်ပျူတာ keyboard ကနေပြီးတော့ CDR နဲ့ plus နဲ့လည်းနှိပ်ပြီးတော့အပြောင်းရွှေ့လုပ်လို့ရတယ်ပထမတစ်ချက်နှိပ်ရင် miss window ပြောင်းသွားမယ်နောက်တစ်ချက်ပြန်နှိပ်ရင် edit window ကိုပြန်ရောက်မယ်သူတလဲစီသွားလို့ရတယ်အများစုကတော့ဒီကျွန်တော်တို့ကွန်ပျူတာ screen ကို LCD ကိုနှစ်ခုထားကြပါတယ်တစ်ခုမှ edit window ထားပြီးတော့နောက်တစ်ခုမှ miss window ကိုထားရတယ် အဲကြတော့တပြိုင်တည်းမှာကျွန်တော်က screen တစ်ခုမှာနှစ်ခုလုံးကို edit window ရော miss window ရောနှစ်ခုလုံးမြင်နေရတဲ့အတွက်အလုပ်လုပ်ရတာပိုပြီးတွင်ကျယ်တယ်ပေါ့နော်အဲ့တော့လုံးမယ်ဆိုရင်တော့ကျွန်တော်ကျွန်တော်ကွန်ပျူတာမှာ graphic card ရှိဖို့တော့လိုတယ် graphic card ကနေပြီးတော့ screen တစ်ခုကိုခွဲထုတ်ပြီးတော့တစ်ခုစီမှာ screen တစ်ခုမှာ window တစ်ခုထားပြီးတော့အလုပ်လုပ်ရင်ပို့ပြီးတော့တွက်လက်ပေါ့ပါတယ်ပေါ့နောက်ခါကျွန်တော်တစ်ခါလေးဖြစ်တတ်တာရှိပြီဒီကောင်ကြီးကဒီအထဲကိုရောက်နေတာတစ်ခါလေး ကျွန်တော်လည်းတက်ဖူးတယ်အဲ့ဒါအဲ့လိုချိန်မှာဒီလိုပြန်ဆွဲထုတ်လို့မရတာမျိုးကြုံတက်တယ်အဲ့လိုမျိုးကြားလို့ရှိရင်အဲ့လိုမျိုးကြုံခဲ့လို့ရှိရင်ဒီ radical ခေါ်လိုက်အဲ့ဆိုဒီနှစ်ခုကလိုရှင်ရဲ့လေးပေါ်လာမယ်အဲ့ကြရင်ကိုလို့သလိုအကျဉ်းကျယ်ပြန်ချုံလို့ရတယ်ပြန်လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ product ကိုကူမစားလိလာနေတယ်ဝါသနာရှင်တွေအတွက်အဲကျွန်တော်တီးတဲ့လောက်လေးကိုမျှဝေလိုက်တာပါဝါသနာရှင်တွေအတွက်အဆင်ပြေမယ်လို့ညွှန်လင့်ပါတယ် ဟိုသိကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်